မေဂန်နိုင်ငံကိုလံဘီယာတက္ကသိုလ်မှာဆန်နော့ပြပါလက်စတိုင်းကျောင်းသားတွေကိုအမေရိကန်လူဝင်မှုကြီးကြပ်ရေးကဖမ်းဆီးလိုက်ပါတယ်။တမလော့ထရန်ကကြေပြူထားတဲ့အစ္စရေးစင်ကျင်သူတက်ကြွလှုပ်ရှားသူတွေအားနှိမ်နင်းမှုတစ်စိတ်တစ်ပိုင်းဖြစ်နယူးယောက်မြို့ကိုလံဘီယာတက္ကသိုလ်မှာပါလက်စတိုင်းထောက်ခံဆန်နော့ပြပွဲများထင်ရှားလာတဲ့ကျောင်းသားတို့ကိုအမေရိကန်လူဝင်မှုကြီးကြပ်ရေးရရှိတွေကဖမ်းဆီးလိုက်ပါတယ်။အဲ့ဒီတက္ကသိုလ်ရဲ့နိုင်ငံတကာနဲ့ပြည်သူ့ရဲအကြောင်းမှာတနေ့တဲ့ကျောင်းသားမာမှုခါလက်အား ူနေထိုင်တဲ့တက္ကသိုလ်အဆောင်မှာ American agent တွေကဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ကိုလံဘီယာကျောင်းသားလူထုမှများသမဂ္ဂကထုတ်ပြောပါတယ်။မာဘုတ်ခါလင်စနီဟာ American နိုင်ငံသူဖြစ်ပြီးကိုဝင်ရှိလရှိပြီဖြစ်ကြောင်းသတင်းတွေကဖော်ပြပါတယ်။သူကိုယ်နဲ့အမြဲတမ်းနေထိုင်ခွင့် Green Card ကိုကန်ဆောင်ထားပါတယ်။အကာအကွယ်ပေးတဲ့နိုင်ငံရေးမိန့်ခေါ်လွတ်လပ်ခွင့်အားတိုက်ခတ်မှုဖြစ်သူ့ကိုဖမ်းဆီးမှုပေါ်လူခွင့်ရေးဖွဲ့တွေကရှုတ်ချပါတယ်။မီဒီယာကိုစကားပြောခြင်းကြောင့်အစိုးရကသူ့ကိုပြစ်မှတ်ထားနေတယ်လို့ဆိုရင်ကြောင်း စနေနေ့ကသူဖမ်းဆီးမခံရမီကျောင်းသားဆန္ဒပြသူတွေအားထရရဲ့ဝေဖန်မှုနဲ့ပတ်သက်ပြီးပြုလုပ်တဲ့တည်င်းတွေနဲ့တွဲဆုံရမှာမာမုတ်ခါလေကပြောပါလိမ့်။မာမုတ်ခါလေဖမ်းဆီးခံရတဲ့တည်င်းကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမကော်ဘီယိုကဆိုရှယ်မီဒီယာမှာပြန့်ဝေခဲ့ပြီးအမေရိကန်မှာဟာမတ်ထောက်ခံသူတွေကိုအိမ်ပြန်ပို့ဖို့သူတို့ဗီဇာနဲ့အမြဲတမ်းနေထိုင်ခွင့် green card ကိုပြန်ရုပ်သိမ်းမှာဖြစ်ကြောင်းပြောပေမဲ့အသေးစိတ်ကိုတော့မပြောပါဘူး။ဟာမတ်ဖွဲ့နဲ့ပူးပေါင်းတဲ့လှုပ်ရှားမှုကဥဆောင်ခဲ့လို့ ်မာမုခါလေကိုဖမ်းဆီးလိုက်ခြင်းဖြစ်တယ်လို့ American မိမိလုံခြုံရေးကြီးဌာနကပြောပါတယ်။ Hamas ဖွဲ့မှပါဝင် American ကအကြမ်းဖက်ဖွဲ့ဖြစ်သတ်မှတ်ထားတဲ့ဖွဲ့စည်းအားပစ္စည်းကူညီနဲ့အရင်းမြစ်များထောက်ပံ့ကူညီခြင်းအား American ဥပဒေကပိတ်ပင်ထားပါတယ်။ဒါပေမဲ့အဲ့ဒီဖွဲ့တွေနဲ့ပူးပေါင်းတဲ့လုပ်ရည်တွေဆိုတော့ဥပဒေမှာအတိတ်ဝယ်ဖွင့်ဆိုထားခြင်းမရှိပါဘူး။သူတို့ဆွဆွကျင်တဲ့ပတ်သက်ပြီးမိမြတ်သူတွေကိုလည်းဝန်ကြီးဌာနကပြောခွင့်ရပုဂ္ဂိုလ်က လုံးဝမတုံ့ပြန်ခဲ့ဘူးလို့ writer သတင်းကဆိုပါလေ။ဂျာမနီနိုင်ငံမှာလည်းလေလုံးသမားတစ်ပိတ်ကြောင့်လေရင်ခီးစင်နဲ့ဖြတ်သိမ်းလိုက်ရတယ်ဆိုပါလေ။တနင်္ဂနွေနေ့ကရုတ်တရက်လုံးသမားတွေတစ်ပိတ်မှောက်လို့ဂျာမနီနိုင်ငံဟမ်ဘတ်လေးစိတ်မှာခီးတဲ့၄000ကျော်အကုန်လုံးရပ်တန့်ကုန်ပါလေ။စာချုပ်တဲ့အတွက်ထပ်မံညှိနှိုင်းနေတဲ့ဒေါ်လွင်ဂျာမနီနိုင်ငံတလောကြည်ကြပြပြကန့်ကွက်ဆန္ဒပြဖို့စီစဉ်ထားတဲ့ရက်တရက်မတိုင်မီမှာခုလိုရုတ်တရက်တပိတ်မှောက်လိုက်တာဖြစ်ပါလေ ခီးစဉ်ပေါင်း280နဲ့10ခုပဲထောက်ခွင့်ရခဲ့ပါလေ။တနင်္လာနေ့မှာတော့ဂျာမနီတလွားကလေးစိတ်73ခုမှာဖာဒီတမရတမကကဦးဆောင်ပြီးတပိတ်မောက်ဖို့စီစဉ်ထားပါလေ။အခုတပိတ်မောက်တာကအစီအစဉ်မှာမပါပဲနိုင်ဝတ်တာကြိုတင်တတိပိတ်အကြောင်းကြားပေါက်ခဲ့တာဖြစ်ပါလေခုလိုတင်းင်းကွန်းတွေနဲ့တပိတ်လောက်ရဟာလုံသွားပြီးခီးသွားရသည်အစားတောင်းချီတဲ့ခီးသည်တွေအတွက်မမြတ်မတရားကြတယ်လို့အာနာပိုင်တွေကပြောပါလေ ခီးသည်တွေကလည်းသပိတ်မောက်တဲ့လူကမာလေးကိုပြစ်တင်နေပါလေ။ညီတိုင်းရမှာအငင်းပွားတာတွေကခီးသည်တွေနဲ့မသက်ဆိုင်ဘူးလို့ဟန်ဘက်လေးစိတ်ပြောရေးဆိုခွင့်ရှိသူကဆိုပါလေ။တနင်္လာနေ့မှာဆက်ရောက်လာသူတွေအတွက်ဖြစ်နိုင်ပြီးခီးစဉ်ဖြစ်တာဝန်ဆောင်မှုဖြစ်တော့တာတွေဖြစ်နိုင်တယ်လို့လည်းသတင်းထုတ်ပြန်ခြင်းမှာဖော်ပြထားပါလေ။